ARR မြစ်မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ARR မြစ်ကြီးချင်းချောက်ခံနေရပြီလားဘလို့ပုံစံနဲ့ချင်းချောက်ခံနေရလဲဘသူတွေကဘာတွေလုပ်နေလဲအကျိုးဆက်ကဘာတွေဖြစ်လာမှာလဲ DVB ကစူးစိထားတဲ့အချက်လက်တွေကိုတင်ဆက်ပေးသွားပါမယ် ရီမြစ်ဟာအရှိတောင်အာရှမှာလွတ်လပ်စွာစီးဆင်းနေတဲ့မြစ်ကြီးတွေကမြစ်ဒဇင်ဖြစ်ပါတယ်။နိုင်ငံရဲ့အသက်သွေးကြောအဖြစ်တင်စားကြတဲ့ဒီမြစ်ကြီးကိုအမိပြုပြီးမြမပြည်သူတန်းပေါင်းများစွာဟာရှင်သန်ရည်တည်နေကြတာပါ။ဒီလိုအရေးပါတဲ့မြစ်ကြီးရဲ့လွတ်လပ်စွာစီးဆင်းမှုဟာလဲစစ်အာဏာသိမ်းမှုအောက်ကမြန်မာလူထုနဲ့အတူတစတစပို့ပြီးချိန်ချောက်ခံနေရပါပြီ။ AR မြစ်ပေါ်မှာအစိုးရအဆက်ဆက် ဒေသခံလူလူကန့်ကွက်ခဲ့တဲ့မစ်ဆုံဆဲလိုဒုရဲကြီးမားတဲ့ဆဲကြီးတွေပြန်တီဆောက်ဖို့အာနာသိန်းစစ်ကောင်စီကကြိုးပမ်းနေတယ်လို့အရွယ်အစားမျိုးစုံရှိတဲ့ဆဲတွေဆောက်ဖို့လည်းလှုံ့ဆော်နေပါတယ်။အဲဒီနောက်မှာတော့အနိုင်တမန်တွေဆောက်ပြီးလျှက်စစ်တအားထုတ်ဖို့ကြံစည်လာနေပြန်ပါတယ်။အနိုင်တမန်ဆိုတာပါလေအနိုင်တမန်နဲ့ပတ်သက်ပြီးဖွင့်ဆိုချက်အမျိုးမျိုးပွဲပေမဲ့အမြင့်20မီတာအောက်ရှိတဲ့တမန်တွေကိုအနိုင်တမန်လို့ခေါ်နိုင်ပါတယ်။ အနိုင်တမန် ရေအားလျက်စစ်စီမံကိန်းတွေကိုနေကျမ်းမြင်လျှော့ဆောက်ပြပစ်တဲ့နေရာတွေမှာတိစောက်လျက်ရှိပြီးနေတွင်းရေကြောင်းသွားလာရေးအတွက်ရေတကားတွေလည်းတက်ဆင်အုံပြူလေးရှိပါတယ်။တဘာဝရေစီအားကိုအုံပြူပြီးလျှက်စစ်တဲ့ထုတ်လုပ်တာကြောင့်တာပိုင်တွေအုံပြူရမှာရေအားအမြင့်နဲ့ရေစီးစစ်မှုနှုံးပေါ်မူတည်ပြီးရွေးချယ်အုံပြူကြပါတယ်။အနိုင်တမန်ရေအားလျက်စစ်မှာတုံးတဲ့တာပိုင်တွေရဲ့ဒလတ်တွေကိုခင်းကျင်းစွာလေပတ်နိုင်မှုဒီဇိုင်းထုတ်ထားပြီးတော့ဂျန်နရေတာတွေနဲ့တွဲဖက်က လျှက်စစ်တပ်ထုတ်လုပ်တာဖြစ်ပါတယ်။ဒါအပြင်မြစ်တွင်း၅မျိုးစိတ်တွေအလွယ်တကူဖျက်ဆီးသွားလာနိုင်မှု၅ခုလေကားလေးတွေလည်းထည့်သွင်းတိစောက်လေးရှိပါတယ်။အနိုင်တမန်စီမံကိန်းကိုဘယ်ချိန်ကလေးကစတင်စီစဉ်ခဲ့ကြသလဲ။အနိုင်တမန်တိစောက်ကိုအသင့်တော်ဆုံးတနည်းအားကို တင်ပြဖို့စစ်ကောင်းဆောင်မင်းအောင်လိုင်းကလမ်းညွှန်ထားကြောင်း ရက်စနေစွမ်းရင်ကော်မရှင်ရဲ့တင်မြင့်ဆောင်2025အစည်းအဝေးမှာကော်မရှင်ရဲ့ဥက္ကဋ္ဌဖြစ်သူဗိုလ်ချုပ်ကြီးတရားဆန်းကပြောလာပါတယ်ဒီအနိုင်တမန်ရာလျက်စစ်စီမံကိန်းတွေဟာစစ်ကောင်းဆောင်ရဲ့မကွေးတိုင်းခီးစဉ်တွင်ပြန်လည်ပေါ်ပေါက်လာတာဖြစ်တယ်လို့ဆိုပေမဲ့တကယ်တော့သမရဦးသိန်းစိန်လက်ထက်ကလေးကလှုပ်ဆောင်မှုရှာထားတဲ့စီမံကိန်းတွေဖြစ်ပါတယ်။ဦးသိန်းစိန်အစိုးရလက်ထက် 2023ခုနှစ် February လစမ်းပိုင်းမှာပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ကရေးအရင်းမြစ်နဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Belgium နိုင်ငံအခြေစိုက် SPNV Engineering Company Limited တို့ဟာ ARE မြေပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးဖိမြောက်နိုင်စွမ်းလေ့လာမှုအတွက်ဆိုပြီးတော့နားလည်မှုစာကြွန်းလာ MOU တစ်စောင်လက်မှတ်ရေးထိုးခဲ့ကြပါတယ် အဲ့ဒီနှစ်စက်တင်ဘာလနှောင်းပိုင်းမှာပဲဒုတိယသမ္မတဥညံထွန်းဟာဘယ်ဂျီယံနိုင်ငံကိုအလုတ်သဘောနဲ့ခီးစဉ်တစ်ခုတွားရောက်ခဲ့ပြီးတော့ SPE NV Engineering Company Limited နဲ့နားလည်မှုစာချုပ်လာတစားထပ်မံရေးထိုးခဲ့ကြပါတယ်။ဘယ်နေရာမှာစောင့်မှာပါလဲ။ အီယာရီမြစ်တစ်လျှောက်တည်ဆောက်မဲ့အနိုင်တမန်တွေကိုကချင်ပြည်နယ်ထဲမှာ၅ခု၊စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့မကွေးတိုင်းတွေမှာ၃ခုစီ၊ပဲခူးတိုင်းမှာတစ်ခုနဲ့အီယာရီတိုင်းတွေမှာတစ်ခုစုစုပေါင်း၁၆ခုရှိပြီးလျှက်စစ်တာစုစုပေါင်း၂880မဂါဝတ်ထုတ်လုပ်ဖို့ရထားခဲ့ကြတာပါ။ကနဦးအနေနဲ့ရန်တဘူ၊လမ်းရွာ၊မင်းလအောင်လန်စတဲ့နေရာ၄ခုကိုဘယ်ဂျီယံကုမ္ပဏီဘက်ကအစိုးပြုခဲ့ပြီး ဂျပန်နိုင်ငံက ODA ချင်းငွေနဲ့အကောင့်ထွေဖော်ဖို့စီစဉ်ခဲ့ကြပါတယ်။ကြန့်ရှိတဲ့အနိုင်တမန်12ခုအတက်တော်ပြည်ရင်းပြည်ပါကုမ္ပဏီတွေကိုတင်တာခေါ်ပြီး BOD စနစ်နဲ့လုတ်ကင်မှုရထားခဲ့တာပါ။စီမံကိန်းတွေရာ၄ခုအတွက်ပြင်းမြောက်နိုင်စွမ်းကိုလည်းကုမ္ပဏီနဲ့ဝန်ကြီးဌာနတွေကရှစ်လတာလေးလာခဲ့ကြပြီးတော့နိုင်ငံတော်အစ်စ်စီမံကိန်းဖြစ်တဲ့အကြောင်းဝင်ကြီးဌာနဘက်ကအဲ့ဒီအချိန်ကပြောခဲ့ပါဗျ။အဲ့ဒီနောက်စီမံကိန်းနဲ့ပတ်သက်ပြီးမကြားခဲ့တော့ဘဲ စစ်ကောင်စီလက်ထက်မှာမှ ပြန်ပေါ်လာတာဖြစ်ပါတယ်။2023ခုနှစ်အတွင်းလျှက်စစ်စွာဝင်ကြီးဌာနဝင်ကြီးဟာအနိုင်တမန်တိစောက်နိုင်မဲ့စီမံကိန်းနေရာတွေကိုတွားရောက်လိလာခဲ့တာကိုစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေကနေပြန်လည်တွေ့လာရပါတယ်။ပြီးခဲ့တဲ့2023နှစ်လပိုင်းကလျှက်စစ်ဝင်ကြီးဌာနစိုက်ပျိုးရေးမွေးမြူရေးနဲ့စေမြောင်းဝင်ကြီးဌာနနဲ့မြန်မာနိုင်ငံတမန်ကြီးများဆိုင်ရာအမျိုးသားကော်မတီတို့ပါဝင်ခဲ့တဲ့အစည်းအဝေးမှတ်တမ်းတွေအရာ အဆိုပြုနေရာ၄ခုကိုလေ့လာတဲ့ရလဒ်တွေတင်ပြတဲ့အထက်အောင်လံကဖြစ်မြောက်နိုင်ခြင်းအရှိဆုံးနေရာဖြစ်တာကိုတွေ့ရပါတယ်အနိုင်ကမန်စီမံကိန်းကိုစစ်တပ်ကဘာကြောင့်ပြန်အသက်သွင်းလာလဲမြန်မာနိုင်ငံမှာရေအားတဘာဝတန်ွေကြောင်မီးသွင်းတဲ့နေအောင်ကြီးစွမ်းအင်တွေကနေမျက်စစ်ဓာတ်အားတွေထုတ်လုပ်ပေးနေပြီးအဲ့ဒီစစ်ရုံတွေကသာဆက်စွမ်းအင်အစ်မောင်းနေနိုင်မယ်ဆိုရင် မဂါဝတ်၄000နီးပါးအထိ ထုတ်လုပ်နိုင်ပါတယ်။ဒါပေမဲ့လက်ရှိမှာအဲ့ဒီပမာဏရဲ့ထဝက်နီးပါးပဲထုတ်လုပ်နိုင်တဲ့အခြေအနေရှိပါတယ်။အကျိုးဆက်အနေနဲ့အာနာသိန်း၄နှစ်အတွင်းနိုင်ငံတော်လျှက်စင်မီကစိုးရွားစွာ ပြတ်တောက်တဲ့ဒဏ်ကိုတော့လူလူတွေကခံစားနေကြရပါတယ်စစ်ကောင်စီကတော့တအားလိုက်တွေဖြက်စီးခံရတာတဘာဝတက်ငွေရရှိမှုရော့ကြလာတာနဲ့တဘာဝဘေးအန္တရာယ်တွေကြောင့်လို့အကြောင်းပြပါတယ် အခုလိုလျှက်စစ်တအားထုတ်လုပ်နိုင်စွမ်းရောကြလာတဲ့အခါမှာစစ်ကောင်စီက အရင်ကရာထားခဲ့တဲ့အနိုင်တမန်စီမံကိန်းတွေကို ပြန်ပြီးမျက်စိကျလာပါတော့တယ်။အေယာဝရီမြစ်ဟာဇီဝမျိုးစုံမျိုးကွဲတွေကျွဲဝတဲ့မြစ်တစ်စင်းဖြစ်ပြီးတော့နုတိုက်တတဝါငှက်နဲ့တောသားတတဝါမျိုးစိတ်ပေါင်း1400ခန့်ဟာဒီမြစ်ကြီးကို အမိပြုနေရတာပါ။မြစ်တရှောက်ရေအားလျှက်စစ်စီမံကိန်းတွေတိစောက်တာက မြေရေစီစဉ်မှုပုံစံတွေငါးပါဝင် အခြားမျိုးစိတ်တွေရဲ့ကျင့်လေကျက်စားမှုတွေနှုံးအနေနဲ့ပို့ချမှုတွေအပေါ်တက်ရောက်မှုကြီးကြီးမားမားရှိလာမှာဖြစ်ပါတယ်။နောက်ဆက်တွဲစဉ်းစားစရာဘာတွေရှိမလဲ။အနိုင်တမန်တွေတိဆောက်တာဟာအကျိုးထက်အပြစ်ကပိုသလားအမြတ်ထက်အရှုံးက များသလားဆိုတာထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ အေရီမြစ်ဟာကဘာပေါ်ကမြစ်တွေထဲ22ဆင်းမြောက်ရေစီးစဲမှုအကျန်းဆုံးဖြစ်ပြီးတော့နေရည်ကြီးမှုတံကိုလည်းခန်းစားရလေးရှိပါတယ်။အနိုင်တမန်မတိဆောက်ခင်ကထက်ရေကြီးရေရှမ်းမှုပိုမဆိုးအောင် လေ့လာဖို့လိုသလိုလူနေအေရီယာနဲ့စိုက်ပျိုးမြေတွေရေလွှမ်းမခံရအောင်တာပေါင်တွေတိဆောက်ပေးဖို့လည်းလိုပါတယ်။ပြုပြင်ထိန်းသိမ်းရေးစရိတ်အပအဝင်ထုတ်လုပ်နိုင်မဲ့လျှက်စစ်ပမာဏစီးပွားရေးအရာတွက်ချိတ်ကိုင်းမှုရှိမရှိကိုလည်းစမ်းသပ်ရမှာဖြစ်ပါတယ်။ ဒါအပြင်အရေးကြီးဆုံးကတော့မြဝမ်းတလျှောက်ကဒေတာခံရင်းနဲ့မြန်မာပြည်သူတရက်လုံးရဲ့အတန်ကိုလည်းနားထောင်ပေးဖို့လိုတာပါဒီစီမံကိန်းကတဘာဝပတ်ဝန်းကျင်ကိုရောဘလူတွေတက်ရောက်လာနိုင်တယ်လဲဒါပေမဲ့2005ခုနှစ်ကလေးကလှုပ်ဆောင်ခဲ့တဲ့ဓာအားပေးစက်ယုံတွေကအောင်မြင်ခဲ့ရင်အခုချိန်မှာနှက်စစ်လုံလုံလောက်လောက်ရနေပြီဆိုတော့စစ်ကောင်စီရဲ့ညှိတွားတံကတော့မြမအပီသူတွေနဲ့ဆန့်ကျင်ဘက်ဖြစ်လို့နေပါတယ် ဒါကတော့အနိုင်တမန်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို DVB ကစူးစီးဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်စီတိဆောက်မဲ့အနိုင်တမန်စီမံကိန်းနဲ့ပတ်သက်ပြီးတဲ့ရဲ့အမြင်ကိုလည်း Common Box ကတစ်ဆင့်မျှဝေခဲ့နိုင်ပါတယ်ရှင်။